stremiazza każdy no nie dai ngai ta tan de shao ma ဒီဆွေတော်နဲ့ဆွေတော်ဦးဆောင်နဲ့ဆွေရအဖွဲ့ဝင်မျိုးမိမိနိုင်ငံနဲ့မိမိပြည်သူပြည်သားတွေနဲ့နေစဉ်နေတိုင်းအာတုံခွန်ဆိုင်အလုံးလုံးတဲ့ဒီဆွေရနဲ့အဖွဲ့ဝင်ခေါင်းဆောင်မျိုးအဲနိုင်ငံခေါင်းဆောင်မျိုးကိုဟိုမတွေ့ဘူးပါဘူး။တော်တော်လေးကိုရှာရှာပါပါတွေ့ဘူးလားဖြစ်ပါတယ်။ဒီကြေအောင်တွေ့တယ်မှာဒါကတော့ဘီလာဥသမနာဖြစ်ပါတယ်။ဘီလာဥသမနာကတော့ ဇူလိုင်လ20ရက်နေ့1994ခုနှစ်ကစပြီးဗီလာယူနိုင်ငံကိုတက်ပြီးတော့တမတလောက်ခဲ့တာအခုဆိုရင်တော့လုံးဝကိုမစင်ပြီပဲနေမုံသုံးစရောပါပြီဒီလိုကောင်တွေကတော်ကီတပတ်ကိုရှင်းရှင်းတောက်သူပဲမင်းအောင်တယ်လို့ပဲချင်းကြယူစကားတွေဆောင်းပြောရဲဆိုတော့တွေ့နေရဖြစ်ပါတယ်ဆုံးအကျင့်ဘယ်လိုတမရတမရအစဉ်ပုဂ္ဂိုလ်ကကိုကြမှုကြီးမင်းအောင်လည်းလက်ထက်မှာရောက်လာတာဖြစ်တယ်အဲ့တော့ဘယ်လိုပဲပြောဒီလိုပုဂ္ဂိုလ်ရောက်လာဖြစ်တဲ့အတွက်ဂုံယူရမယ်ဂုံပြူရမယ်အမေစုလက်ထက်မှာအကောင့်တွေကိုစောက်ကြီးကိုမဆိုင်တာလေဘာလို့ဆိုအာနာရှင်တွေဟာယူ1994ခုနှစ်ကနိုင်ငံကိုအုပ်ချုပ်ထားတဲ့အကောင့်တွေကိုအမေစုကခေါင်းတွေကိုမထဲတာ ဆလမ်မြူရီအားလုံးပဲသဘောဝမိနဲ့မိပေးတယ်မှာအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျေဘောလူရှင် channel လေးကပြန်နေကြိုဆိုလိုက်ပါတယ်ဗီဒီယိုရရှင်လို့သွားပြီးကမှတော့ယနေ့ဝင်ပါလား29ရက်နေ့မနက်ပိုင်းရှင်အောင်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့ဆလမ်မြူရီအားလုံးပဲဆုံးနိရှိပြီဒီနေ့မှထပ်မံတောင်းဆိုလိုက်ပါတယ်နောက်ဆုံးအနေနဲ့ကတော့စကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျူးစီပေါ့အတွက်နိုင်ငံတော်အာဏာကိုအတင်းတမမတရားတဲ့ဖြင့်သိမ့်ပိုက်ထားဒီမှာဒီမှာဆိုရင်တော့863ရရှိပြီဖြစ်ပါတယ် မနိုင်ငံတော်ဝန်ပြည်တာတွင်စစ်ကောင်စီကစစ်ကွေးသေးဆုံးမှုစင်းမှာတော့ဝေတိုင်းတောင်တင်းကြီးမြို့မှာ၅ကောင်နင်းတိုင်တိုင်ရေပြင်မြို့မှာတော့၅ဦးလင်းဝင်ရောက်ခဲ့ပြီးစကိုင်းတိုင်းမုံရမြို့မှာ၂ကောင်ချင်းမီနယ်တိတိမြို့မှာ၂ဦးရှင်ပြီးကြောင်းလည်းရှိရပါတယ်။ကျောင်းသူနေဘုံအနေနဲ့ကတော့စစ်ရှုံးကောင်စီကယာယီသမရာကြီးလိုနာမည်တွင်နေတဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်းဆိုတဲ့နိုင်ငံကောင်းဆောင်ဆိုတာတော်ရှားပါလာတဲ့လူဖြစ်ကြောင်းဘီလာရုသမရာလူကာရှန်ကပြောသွားလည်းတွေ့ရှိရပါတယ်။ကျွန်တော်ရဲ့နိုင်ငံရေးတင်တဲ့နှစ်ချောင်းမှာအဆွေတော်နဲ့အဆွေတော်ဥဆောင်တဲ့အစိုးရဖွဲ့ဝင်တို့မျိုး မိမိနိုင်ငံနဲ့မိမိတိုင်းသူပြည်သားတွေအတွက်နေ့စဉ်နေ့တိုင်းအာသွန်ခွန်ဆိုင်လှုပ်လှုပ်တဲ့အစိုးရအဖွဲ့နဲ့နိုင်ငံကောင်းဆောင်မျိုးကိုတစ်ချိန်တစ်ခါမှမတွေ့ဘူးဆိုပြောထားတွေ့ရှိရပါတယ်။တော်လေးကမှရှာရှာပါတွေ့ဘူးတာဖြစ်တာလို့လည်းပြောထားပြီးတော့နိုင်ငံပြည်သူပြည်သားတွေရဲ့အကျိုးမြတ်ရရှိဖို့ဥပုံဆောင်ရွက်ဖို့ဗီလာရုဘက်ကလည်းမြန်မာနိုင်ငံနဲ့အဆင်သင့်ဖြစ်နေပါပြီဆိုပြီးတော့မေးအောင်လည်းပြောတော့တာတွေ့ရှိရပါတယ်။ဒါကတော့ဗီလာရုသမရလူကာရှန်ကပြောတာဖြစ်ပါတယ်။မြန်မာနိုင်ငံကသမရအိမ်တော်မှာပြုလုပ်ခဲ့တဲ့နိုင်ငံသတင်းစာရှင်းလင်းပွဲမှာလူကာရှန်ကနေပြီးအခုလည်းပြောကြတာဖြစ်ပါတယ်။ လူကာရှင်ဆိုတာကတော့ဇူလိုင်လ20ရက်နေ့1994ခုနှစ်ကစပြီးတော့တက်ပြီးအမရလှုပ်ပြီးလက်ရှိချိန်ဒီနှစ်ပေါင်း30ကျော်လုံးဝမဆင်းပြီးတဲ့အမလုံးမကောမှာပဲတော်တော်ဆူဆူရွားကောင်တော့ဖြစ်တယ်ဆိုတာကတော့သူ့ရဲ့အမိုင်းကိုကြည်ရန်တွေ့မှာဖြစ်ပါတယ်ဒီလိုကောင်ကနေပြီးတော့မင်းအောင်နိုင်ကိုပြောပြီးဆိုတဲ့ကမင်းအောင်နိုင်တကောင်ကဒီလိုကောင်အားကြပြီးတော့အသေးမရှင်းအမရလှုပ်ဖို့အတွက်စိတ်ကူးယူနေတာကတော့အသေးချပဲဆိုတာကတော့မင်းမင်းကိုလေးဖြစ်ပါတယ် Por estremeaza, Cardi. Eu não ia ir. Não ia ir, tá dando chamar. Não. ဒီဆွေတော်နဲ့ဆွေတော်ဦးဆောင်နဲ့အစိုးရအဖွဲ့ဝင်မျိုးမိမိနိုင်ငံနဲ့မိမိပြည်သူပြည်သားတွေနဲ့နေစဉ်နေတိုင်းအာတုံခွန်ဆိုင်အလုံးလုံးတဲ့ဒီအစိုးရနဲ့အဖွဲ့ဝင်ခေါင်းဆောင်မျိုးအဲနိုင်ငံခေါင်းဆောင်မျိုးကိုဟိုမတွေ့ဘူးပါဘူး။တော်တော်လေးကိုရှာရှာပါပါတွေ့ဘူးလားဖြစ်ပါတယ်။ဒီကဲအလုံးတွေ့တဲ့အချိန်မှာဒါကတော့ဘီလာဥသမနာဖြစ်ပါတယ်။ဘီလာဥသမနာကတော့ ဇူလိုင်လ20ရက်နေ့1994ခုနှစ်ကစပြီးဘီလာရုနိုင်ငံကိုတက်ပြီးတော့တမတာလုတ်ခဲ့တာအခုဆိုရင်တော့လုံးဝကိုမစင်ပြီးပဲနေပေါင်း30ကျော်ပါပြီဒီလိုကောင်တွေကတော်ကီတပတ်ကိုရှမ်းရှမ်းတောက်တယ်လို့ပဲမင်းရောင်းနေလို့ပဲချင်းညှယူစကားတွေဆောင်းအောင်ပြောရဲဆိုတော့တွေ့နေရဖြစ်ပါတယ်ဒီ25ရက်နေ့ကအမေရိကန်နိုင်ငံအမိမီလုံခြုံရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာခဲ့တဲ့ဂျာယီခိုလုံကွေရုတ်သိမ်းတဲ့မြန်မာနိုင်ငံသား၄000ကန်းကိုလည်းလက်ခံဆောင်ရွက်နေပြီးစီစဉ်ဆောင်ရွက်လက်ရှိပါတယ်ဘယ်အစိမ်းမှပါလို့ရှိရင်လည်း မင်းအောင်လည်းဗာလီမြော်လေးနေရလဲအမေရိကန်စီကနေပြီးတော့မဲဘူဂွေရှိအောင်ဆောင်းဝဲဖေးသွားပါမယ်အလားတူဒါပဲအခြားအကြောင်းမျိုးမျိုးနဲ့ဒီဘက်ကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုလည်းဒီမိုကရေစီရေးမှာငင်းကြဆိုတာလက်တွဲဆောင်ရွက်နေဖို့မြန်မာနိုင်ငံကိုပြန်လာဖို့ချူဆူကြောင်းလည်းပြောလိုပါတယ် what to try kick at the minimize ယူကောက်ဝဲရတော့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ရေးပါရေးယူကောက်ဝဲဖြစ်ပါတယ်ယူကောက်ဝဲပြီးရဲ့အချိန်မှာသူတကယ်တော့ ပါလီမန်တီဆောင်ဖို့အတွက်ဒီရွေးကောက်ပွဲကိုကျွန်တော်လှုပ်ဆောင်တယ်လို့သိရှိရပါတယ်။ဒါတော့တမန်အကြီးဦးဆောင်ပြီးတော့ကျင်းပတဲ့ရွေးကောက်ပွဲရဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့ပြည်သူပြည်သားတွေအားလုံးအတွက်ရွေးကောက်ပွဲကိုကျင်းပတာဖြစ်တယ်လို့လည်းဟောဖောက်ခံပါတယ်။အာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံနဲ့ပြည်သူပြည်သားတွေအားလုံးအနေနဲ့လည်းဆိုးရရွေးကောက်ပွဲကိုပြည်သူပြည်သားတွေအားလုံးအတွက်လှုပ်ဆောင်ပေးရဆိုတာကိုလည်းနားလည်ရမှာဖြစ်ပါတယ်မြန်မာနိုင်ငံပြည်တွင်းပြည်နယ်ကြီးတွေမြန်မာနိုင်ငံကကွန်ရူရုံလာပြီးတော့တရားလာချနေသေးတယ်အခုကြည့်တော့အာဏာရှင်ဖြစ်ပြီးတော့ ဟော94တရားမျိုးတင်ထားတာမြန်မာနိုင်ငံကုန်တော်လာပြီးခေါင်းတရားလာချနေဘာကုန်လဲဟာဒီကောင်ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လောက်နိုင်ငံနေနေတက်နိုင်မှာပြင်ပြတော့ဖြစ်ပါတယ်ဒီပြင်မှာကျွန်တော်တို့ဒီနေ့မြန်မာနဲ့ဘယ်လောက်နိုင်ငံကြားဒီ road map ကိုလည်းလက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်ဒီ road map မှာလည်းကျွန်တော်တို့ဟိုနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လုပ်ငန်းတွေကိုဒီသေးစိတ်ဖော်ပြပြီးဖြစ်ပါတယ်ဆိုတော့သမ္မတကြီး Mr. Alexander Lukashenko နဲ့တစ်ဖက်ကကုသလများ PDM များ အားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံနဲ့ဘရာဇီးနိုင်ငံတို့ဟာအရေးပါတဲ့မိတ်ဆွေရေးမိတ်ဆွေစစ်နိုင်ငံတွေဖြစ်ပြီးဘရာဇီးနိုင်ငံဟာမြန်မာနိုင်ငံရဲ့ယုံကြည်စိတ်ချရာဆုံးသောနိုင်ငံဖြစ်တယ်လို့မြန်မာနိုင်ငံလေးဘရာဇီးနိုင်ငံရဲ့ယုံကြည်စိတ်ချသောနိုင်ငံဖြစ်စရာမှာဖြစ်ပါတယ်မြန်မာနိုင်ငံနဲ့ဘရာဇီးနိုင်ငံကြားမှာ1996ခုနှစ်ကစတင်တောင်းခဲ့တဲ့တာသမဆက်ဆံရေးကယခုနှစ်မှာ26နှစ်ပြည့်ကျပ်ပြီဖြစ်ပါတယ်ဒီ26နှစ်တာကာလအတွင်းနိုင်ငံငါချစ်ချည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်ရေးဟာ ပုံမခိုင်မှာနှဆိုင်လာခဲ့ပါတယ်ဘီလာရုသမရနိုင်ငံတမကြီးရဲ့မြန်မာနိုင်ငံခီးစဉ်ဟာမြန်မာနိုင်ငံနဲ့ဘီလာရုနိုင်ငံကြားမှာတန်တမာဆက်ဆံရေးထူထောင်ပြီးတဲ့နောက်ဘီလာရုနိုင်ငံကနိုင်ငံတော်အကြီးအကဲမြန်မာနိုင်ငံကိုပထမဆုံးချင်းဒါရုတ်ခီးစဉ်ဖြစ်တဲ့အတွက်နိုင်ငံဆက်ဆံရေးတမိုင်းမှာမှတ်တမ်းတင်နိုင်တဲ့ခီးစဉ်တစ်ခုဖြစ်ပါတယ်အခုချိန်မှာနိုင်ငံကြားမှာချီချီရင်းနှီးမှုနဲ့ပူပေါင်းဆောင်ရွက်မှုဟာအနိကဆုံးနဲ့အမြင့်ဆုံးအဆင့်ကိုရောက်ရှိနေပြီဆိုတာပြောနိုင်ပါတယ်ဒီလိုအမြင့်ဆုံးရောက်ရှိနေတဲ့နိုင်ငံကချီချီမှတ်ချက် တင်တဲ့အနေနဲ့တမရရဲ့ခီစီတွေမှာပဲနှစ်နိုင်ငံချီချီတိပင်ကိုနေပြီးတော့ပရာစီဥယျာဉ်မှာကန်းကောပင်အမှတ်တရဆိုင်ပြိုးသွားမှာဖြစ်ပါတယ်။အရင်တွေးဆဆွေးတွေးချက်များသဘောတူချက်များကိုအရှိဟုံနဲ့အကောင့်ထဲပေါ်ဖို့နှစ်နိုင်ငံဆက်ဆိုင်တိုးမြင့်ဖို့ကဏ္ဍများစွာသူတိပင်ကာကွယ်ရေးဆိုင်ပြိုးရေးဘွေးမြူရေးစက်မှုပညာရေးသိပ္ပံနဲ့ဤပညာကျမ်းမာရေးအားကစားတဲ့ကြီးစွာကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်တဲ့အခြေအနေများကို ကြေကြေပြတ်ပြတ်ဆွရနိုင်ခဲ့ပါတယ်။မနေ့ကရန်ကုန်မြို့မှာလက်ဖက်စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာတတရချင်းစီးပွားရေးဆိုင်ရာပူတံကိုအောင်မြင်ကစားအကြံပြပေးနိုင်ပြီးရလက်ကောင်းတွေရရှိခဲ့တာကိုလည်းများစွာဝမ်းမြောက်ကျေနပ်မိပါတယ်။တမရကြီးနဲ့လက်ဖက်ကုသလင်များမီဒီယာအဖွဲ့ဝင်များခင်ဗျာမြန်မာနိုင်ငံကမ္ဘာလူ့ရေးအများစုနိုင်ငံကြီးနှစ်နိုင်ငံကြားမှာတည်ရှိတဲ့နိုင်ငံဖြစ်တဲ့အတွက်ပတ်ဝန်းကျင်မှာကြီးမားတဲ့ဈေးွက်ရှိတဲ့ပြင် တရားစတာပေါ်ကျွားတဲ့စိုက်ပျိုးရေးဘွေးမြူးလုပ်ငန်းတွေဆောင်ရွက်မှုမြေနေရာများလာရှိပြီးမမန်1300ကျော်ရှည်တဲ့ပင်လယ်ကမ်းခွတန်းရှိပါတယ်။ဂျီနီမြို့နယ်ဘုအခွင့်အလမ်းကောင်းတွေရှိတဲ့မြန်မာနိုင်ငံမှာဘယ်ရက်နိုင်ငံကနေပဲဂါဇာတို့ကစီးပွားရေးလုပ်ငန်းရှင်တွေမြန်မာနိုင်ငံမှာလာရောက်ဂျီနီမြို့နယ်ဘုတွေကျွန်တော်ဖိတ်ခေါ်ပါတယ်။တမရာကြီးနဲ့နေဖက်ကိုယ်စားလှယ်များမီဒီယာဖွဲ့ဝင်များခင်ဗျာဘယ်ရက်နိုင်ငံတွေနဲ့ဒေသတွင်းနဲ့နိုင်ငံတကာမျက်နှာစာတွေပေါ်မှာမြန်မာနိုင်ငံပေါ်အစီအမံရည်တည်ထောက်ခံပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိကြောင်း အလေးနဲ့ပြောကြလို့ပါတယ်ဒါပြင်မြန်မာနိုင်ငံကနိုင်ငံအခြေအနေနဲ့ကန့်ကြီးတယ်အဲဒါတော့မင်းအောင်နိုင်ငံမျိုးတောက်လျှောက်ကုလသွားတွေ့ရပဲပြောမယ်ဆိုရင်တော့တကယ်ဟိုမှာဒီမိုစီနိုင်ငံတွေကတော့ပြစ်ပယ်ထားတဲ့ကောင်တွေကတော့အပေကံဘဝတွေကောင်တွေကစုတဲ့သဘောတရားဖြစ်ပါတယ်1994တည်းကနှစ်ပေါင်း30ကျော်အုပ်ချုပ်ခဲ့တဲ့အာဏာရှင်ဆိုတာလေအာဏာရှင်စိတ်ဓာတ်ကတော့လုံးဝမနေမတော့ပါပဲတားဆင်မီးဆက်အုပ်ချုပ်မှာဖြစ်ပြီးလက်ရှိကိုမြင်ရမယ်ဆိုရင်တော့မင်းအောင်နိုင်ငံသူ့ရဲ့မီဒီယာဆာနောက်ပိုင်းမှာဗရတတပြီးလုံးမယ်ဆိုတဲ့သဘောတရားကိုတွေ့နေရဖြစ်ပါတယ်အဲကြောင့်ဒီလိုကောင်တွေကိုပြည့်ဖြုံဖြုတ်မဖြုတ်ရင်တော့မှာပြည်သူတွေအားလုံးတတ်တလုံးကျုံဝေါ်ရောက်မှာတော့ မလွှဲအိတ်ခံပါပဲဗျာ။နိုင်ငံမှာလူမိုက်တွေနဲ့ပေါင်းပြီးငွေချက်သိန်းရာထောင်ချီရယူပြီးမိုက်ကြီးခွဲအကျွေးတောင်းလွတ်လွတ်ကိုင်နေတဲ့အစိုးရယုံလေးဟာဒါရိုက်တာဖြစ်သိန်း6000ကျော်အကုန်ကျခံရိုက်ကူးထားတဲ့မြို့ပြတဲ့ကလမ်းမရုပ်ရှင်ဟာလူမကြည့်ရအမှုပညာလောကမှာအနားယူရများနေဖြစ်ကြောင်းသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာဟာနေလို့ဆင်ပြောလာတာကိုတွေ့ရှိရပါတယ်။ဒါမှလည်းဒီသိန်း6000ကျော်ဘာမှမဖြစ်ပါဘူး။ဒီကောင်လေးတကြောယူစောတိလို့လိုက်မယ်ဆိုရင်ရွှေဆိုင်ဝင်လိုက်မယ်ဆိုရင်တော့ဝင်ပြီးတော့ခိုးမယ်ဝတ်မယ်ပြုတ်မယ်ကျွန်များတိုက်မယ်ဆိုရင်တော့သိန်း6000ဆိုခဏလေးရမယ်ကောင်လေးဆိုတော့တီးပြီးသားပါ။ ကိုရုံနေဟာဒါရိုက်တာအဖြစ်မြို့ပြတိုက်ကလမ်းမရုပ်ရှင်ကိုတနစ်ခွဲကြရိုက်ခုခဲ့ကြောင်းနဲ့အဆိုပါရုပ်ရှင်စကားအတွက်ငွေကျပ်3600အကုန်ကျခံရိုက်ခုခဲ့ကြောင်းသူအတွင်လည်းယနေ့စတင်ယုံဒီနေ့မှာပဲကြည့်ရှုသူတဦးမှမရှိရယုံပိတ်လိုက်ရပြီးမြန်မာနိုင်ငံမှာကြည့်ရှုသူတဦးမှမရှိသောရုပ်ရှင်စကားအဖြစ်အမိုင်းဝင်သွားကြောင်းလည်းသိရှိရပါတယ်သူရဲ့ပြင်ထားတဲ့စာမှာတော့မဟုတ်တဲ့သူတွေတိုက်ခဲ့တဲ့သူတွေနိုင်ပါတယ်နုပညာလောကကနားယူဖို့များတော့ပါပြီနားယူပြီလေမင်းယူစော်တိတို့ပြီးတော့ဓမြတိုက်တော့မယ်ကောင်ဟာကြီးတို့ အခုဒီနေ့မြို့ပြတဲ့ကလမ်းမှာဆိုတာစကားအများကြီးစူးစမ်းထားပါတယ်တင်းချောက်တုံကျော်ကုန်းပါတယ်ပြင်ဆင်လိုက်ရိုက်ကူးတဲ့အချိန်တနည်းခွဲကြပါတယ်ဒီနေ့စတင်နေကြည့်ပြီးတဲ့သူတွေကတော့ quality ကိုသိပါတယ် ရင်းတနေလုံးမှာဝင်ငွေနဲ့သုံးစကားဖြင့်စံချုံဝင်သွားပါပြီရုံမှာလူတယောက်မှမရှိလို့ရုံပါပိတ်လိုက်ရပါတယ်သလုံးမသေးမချင်းအမှုပညာပဲလုပ်ချင်တယ်လို့ရေးထားပြီးတော့အဲ့ဒီပြချက်ကမင်းမင်းပျက်စီးသွားမယ်လို့မထင်ကြဘူးလို့ပြောထားပါဗျကဲမပျက်စီးတဲ့မင်းကသေမှာပဲဆိုတော့မသိထားဖို့လိုတယ်ဒါဆိုလို့ရုံလေးရဲ့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့တာဖြစ်ပါတယ်ဒေါက်တာသတင်းဘုတ်အနေနဲ့ကတော့အာနာရှင်သမရတွေအတွက်အာနာသိန်းစစ်တပ်ဟာနေပြည်တော်မှာရှိတဲ့လန်ဒလန်ကိုအမိပြောင်းလိုက်ပြီးဖြစ်ပါတယ် ါကတော့စေကော်မရှင်ရဲ့ဖိတ်ကားချက်အရနေပြည်တော်ကိုရောက်ရှိလာတဲ့ဘီလာရုနိုင်ငံကသမ္မတလူကာရှန်ကိုအတွက်နေပြည်တော်မှာလန်ဒလန်အမိကိုပြောင်းလဲလဲဖြစ်ပါတယ်ဘီလာရုရဲ့အဓိကမြို့တော်ဖြစ်တဲ့မင်းစ်မြို့တော်ပေါ့နော်အဲ့လိုမင်းစ်မြို့တော်မှာနေပြည်တော်တပည့်ကုန်းအနီးကလန်ဒလန်ကိုမင်းစ်ကာရာတို့အမိပေးလိုက်ပြီးတော့စစ်လော်ဘီ channel တွေမှာသတင်းတွေတွေ့ရှိရပါတယ်မင်းစ်ကာရာဆိုတာကတော့ရရှာဘာသာစကားနဲ့အထိမ့်မှန်နေနဲ့လက်တွေ့နေရာတွေကိုနာမည်ပေးရမှာတုံးပြတာလည်းဖြစ်ပါတယ်အခုနာမည်ပေးတဲ့လမ်းဟာအရှိ3ကီလိုမီတာခွဲရှိပြီးလမ်းတစ်ချောင်းမှာဈေးဝယ်စင်တာတခု ဘန်ရီနဲ့ပန်းညာတခုပါဝင်လို့လည်းသိရှိရပါတယ်။ဗလောက်သမတလူကာရှန်ကွာသူ့ရဲ့နိုင်ငံမှာ1994ခုနှစ်တည်းကဒီကနေ့အထိနိုင်ငံရဲ့သမတရာထူးကိုရယူထားတဲ့အဝူတီတော့အန်လာရှင်တို့ဖြစ်ပြီးဘသူ့ဥမာလည်းမပေးဘူးဆိုပါလေပြောထားတာဖြစ်ပါတယ်အခုစစ်ကော်မရှင်ကလည်းမကြခင်ရွေးကောက်ပွဲကျင်းပတော့မှဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲကအထူးကြောင့်ရွေးကောက်ပွဲလို့ခေါ်ဝါခံနေရတဲ့အလုံးသိရှိမှဖြစ်ပါတယ်ဒါကြောင့်လက်ရှိနေရာကတော့ Miss Land ဆိုပြီးတော့မြန်မာနိုင်ငံနေပြည်တော်ကလမ်းကြမ်းကိုအခုလူကာရှန်အတွက်အန်လာရှင်အန်လာရှင်ဥပပေါင်း၍ ယာကြီးတမရဘဝကနေပြီးတော့တမရကြီးဖြစ်နေနှစ်ပေါင်းများစွာထောင်ချီအုပ်ချုပ်ဖို့တွေစဉ်းစားနေရပါတယ်။နောက်ဆုံးဆိုရင်တော့မင်းအောင်လေးရဲ့မီးလေးတွေတော့တက်လာပြီးတော့တမရကြီးဖြစ်ကြမယ်နေထားကိုတွေ့နေရပါတယ်။အခုလုံးလည်းကျွန်တော်ကြောက်ရပါတယ်အဲ့တော့ကျွန်တော်ရုပ်သားလေးနည်းနည်းပြန်ထွက်ပြိုင်ပြောတာပါအဲ့တော့ဒီနေ့ကျွန်တော်တို့ဘယ်လို့သမရာခီးစဉ်လေးပြီးရင်သမရာရဲ့ဘဝပေါ့နော်မရဲသမရာနဲ့ဘုသူမကြီးကိုတွေ့ကြတဲ့အဲ့နဲ့ပတ်သက်ပြီးအချမ်းမြင့်လေးကျွန်တော်ပြောမယ်အချမ်းမြင့်လေးကျွန်တော်ပြောပါမယ်အဲဘယ်လို့သမရာကိုဂုံပြူတဲ့အနေနဲ့ဒီနေပြီးတော့လန်ဒလန်ကို mix mix လုပ်ဆိုပြီးတော့လမ်းကိုပပစ်လိုက်ပါတယ်ဒီမှာရှိတဲ့လမ်းကိုပြောရရင်တော့အမ်ကျွန်တော်တို့ဒီ horizon ကြီး horizon ရှိတဲ့လမ်းမကြီးပြားလမ်းမတော့ကျွန်တော်မေ့အဲ့လမ်းမကြီးကိုရေးပေးပါဟုတ်ပေါ့ခွတ်ထွက်သွားတဲ့ဟို MIC0 ဘာလို့ခွတ်ထွက်သွားတဲ့လမ်းမကြီးတစ်ခုရှိတယ်အဲ့လမ်းကိုအင်းအဲ့လိုပေးပြီးနေနောက်ပိုင်းကျရင်လမ်းတွေကတော့တရုတ်နိုင်ငံနဲ့ရုပ်နာမည်တွေနဲ့ရုရှားနိုင်ငံကရုရှားနာမည်တွေပဲဖြစ်ကုန်တော့မှာနောက်ဆုံးညာကျူကျူခေါ်တော့နာမည်ပြောင်းတော့မှာ next land ဆိုပြီးတော့နာမည်ပေးလိုက်ပါတယ်အဲ့ဒါတော့ဘယ်လိုလုပ်သမရကိုဂုံပြူတဲ့အနေနဲ့ဒါပေးတာပါပြောရရင်တော့ ဘယ်လောက်သမရဆိုတာကဒီမြန်မာနိုင်ငံနဲ့ဘယ်လောက်သမရဘယ်လောက်နိုင်ငံရဲ့ဂျားမှာနှစ်နိုင်ငံဆက်ဆံရေးမှာပထမဆုံးအခြေဘယ်လောက်သမရသမရအစဉ်ပုဂ္ဂိုလ်ကဘုံကြီးမင်းအောင်လည်းလက်ထက်မှာရောက်လာတာဖြစ်တယ်အဲ့တော့ဘယ်လိုပြောဒီလိုပုဂ္ဂိုလ်ရောက်လာဖြစ်တဲ့အတွက်ဂုံယူရမယ်ဂုံပြူရမယ်အမေစုလက်ထက်မှာအကောင်တွေစောက်ကြီးကိုမဆိုင်တာလေဘာလို့ဆိုအာနာရှင်တွေဟာယူ1994ခုနှစ်တည်းကနိုင်ငံကိုအုပ်ချုပ်ထားတဲ့အကောင်တွေကိုမေစုကခေါင်းတွေကိုမထဲတာမင်းတို့အဖကလားအခုဆိုရင်ဒါသူကဘိုးတော်ကြီးပေါ့ကွာ1994ရဆိုတော့ဘိုးတော်ကြီးအဲနောက်ရလာတော့မှမင်းအောင်နိုင်ငံတွေသူရဲ့တားစင်မီးစံနိုင်ငံကိုအုပ်ချုပ်လို့တော့မှာလေဒီကမင်းတို့ဂုံပြူရဖြစ်တယ်ပြောရရင်တော့ 1994ခရီးကဘလုံးနိုင်ငံတမရပြည်နယ်တာဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်အခုဆိုရင်ခင်ဗျားတို့ကြည့်နှစ်ပေါင်း20နဲ့အဲ29နှစ်ရှိပြီ29နှစ်ရှိပြီပေါ့နော်ဆိုတော့အဲ့ဒါလောက်ရှိပြီဖြစ်တဲ့ပုဂ္ဂိုလ်တယောက်အင်မဖြူဟိုဟိုဘယ်လိုခေါ်မလဲနိုင်ငံကောင်းဆောင်တာဝန်ထမ်းဆောင်နှစ်ပေါင်း29နှစ်နှစ်ပေါင်း30နှစ်ပဲရှိပြီဖြစ်တဲ့ပုဂ္ဂိုလ်ကဒီမှာလာပြီးတော့တာဝန်ထမ်းတာဒီမှာလာပြီးတော့ဒီကိုလာပြီးတော့လဲပြီးတာဒီမှာလာပြီးခီးစင်လာပြီးတာပြီးတော့မြန်မာနိုင်ငံဆိုအဆက်ဆက်တော့ရှောက်ပါဘယ်လိုလုပ်ကြဆိုဝင်းကြီးချုပ်အဆင့်အမြင့်ဆုံးလာဘူးတော့ဖြစ်တယ်ကျွန်တော်ကတော့တမရအဆင့်တစ်ခါမလာဘူးမလာဘူးတော့ပထမဆုံးလာဘူးဖြစ်တဲ့အတွက် ဒီလိုပုဂ္ဂိုလ်လာတာကမြန်မာနိုင်ငံအတွက်ကတကယ်ကိုကောင်းပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုသမရနင်တို့အာနာရှင်ဘောကြိုက်တဲ့ကောင်တွေကတော့ဝိုင်းပြီးတော့မကြတာပေါ့ကွာဒီလိုမျိုးအာနာရှင်တကောင်မြန်မာနိုင်ငံကိုဝင်လာပြီးဆိုတဲ့ကတော့မြန်မာနိုင်ငံဟန်ပြည်သူတွေကတော့အကုန်မဆောက်ပြုပစိုက်ဆိုမျိုးတည်ထားဖို့လိုရတယ်ထွက်ပြေးနေတဲ့အချိန်တချို့ကလည်းအစိုးရအဖွဲ့ဖွဲ့ပြီးတော့လက်ရှိစစ်ကော်မရှင်ကိုထုတ်ချဖို့စ조사နေတဲ့အချိန်ပေါ့နော်အဲ့လိုအချိန်မှာဒီရွေးကောက်ပွဲကိုကျင်းပမယ် ဆိုတော့မြန်မာပြည်ထဲမှာတပ်ပြန်တော့လေဥပဒေတွေတင်းကျပ်တဲ့ဥပဒေတွေနဲ့ဟဟလာဟဟလာဒီရွေးကောက်ပွဲကိုတင်းကျပ်မှုအများဆုံးရှိတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့တော့ပြောကြတယ်ထို့အတူပဲ entertainment ကလူတွေကိုလည်းဟဟလာအတင်းဒီရွေးကောက်ပွဲကိုထောက်ခံဖို့ main ကိုသွားကြသူဆိုတဲ့စကားလို့ပဲဆရာရဲ့အဲ့ဒါမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့ဆိုတော့တချို့ကလည်းပြောကြတာကဒါအဖြေထွက်ပြီးသားရွေးကောက်ပွဲလို့ပြောကြတာရှိပါတယ်ဆိုတော့ ဒီချိန်မှာဆရာရဲ့အမြင်ကိုလည်းကျွန်တော်တို့ကမြင်ကျင်တယ်အဲ့တော့ရွေးကောက်ပွဲဆိုတော့ပြည်သူကစိတ်ဝင်စားဘူးဒါပေမဲ့ရွေးကောက်ပွဲဝင်မဲ့ပါတီတွေကရွေးကောက်ပွဲကိုစိတ်ဝင်စားတာကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီရွေးကောက်ပွဲအကြောင်းမပြောခင်မှာလောလောဆယ်လူတွေစိတ်ဝင်စားနေတာဂျားဖြန့်အခုမြောက်ပြည်မဲဆက်မှဖြစ်နေတဲ့ဂျားဖြန့်နှိမ်နှင်းရေး US ကလုပ်မယ်ဆိုတဲ့ strike force ကိစ္စဒါတွေကိုလူတွေကစိတ်ဝင်စားတယ်စိတ်ဝင်စားတဲ့အပြင်ဒါပြင်ဂျားဖြန့်စစ်ဘုတ်ရုပ်တွေနဲ့ ကြားဖြန့်ရွေးကောက်ပွဲဆိုပြီးတော့ဆိုရှယ်မီဒီယာမှာတက်ပြီးတော့ရေးနေတာကျွန်တော်တွေ့ရပါတယ်။ဒါလေးနဲ့ကျွန်တော်စကြအောင်ဦးကျော်သားသားဟုတ်ကဲ့အဲကြားဖြန့်ကိစ္စကြားဖြန့်ကိစ္စကိုလူတွေကမြန်မာနိုင်ငံနိုင်ငံရေးအပြောင်းအလဲအထိအာရရှင်စနစ်ကိုဒါထုတ်ချမဲ့အထိတောင်မှမျောလင်းချက်တွေထားနေရတော့လေးတွေ့ရပါတယ်အထူးသဖြင့်အမေရိကန်ကဒါ strike force လုပ်မယ်ဆိုတော့ သူတို့အင်အားနဲ့ဝင်လုံမဲ့ဆိုရက်သဘောမျိုးမျော်လင့်နေကြတဲ့တူတဲ့ Trump ကလည်းတော်အကူကြတဲ့တူတဲ့တော်များတာကိုတကယ်တော့အဲ့လိုလုံးဝမဟုတ်ပါဘူးသူတို့တရုတ်နိုင်ငံညှိပြီးတော့လုပ်တဲ့ကိစ္စပါအဲ့ဒါကတော့ American ဘက်ကလည်းနစ်နာနေတယ်တရုတ်ကလည်းနစ်နာတယ်တရုတ်ကယူဆခဲ့တာပဲ10 29စစ်စင်လို့တော့သူ ပြာနည်းနည်းမျက်စိမိတ်ပြီးတော့မျက်ရည်ပြတ်နေခဲ့တယ်လို့ဆိုတာပေါ်လွင်ထင်ရှားတာပဲနောက်ပိုက်မှဒီဆရာလာရှင်စစ်ကောင်စီလုံအောင်ပြုတ်မယ်ဆိုတော့မှမဖြစ်ဘူးဆိုပြီးသူကဟန်တာလိုက်တာဖြစ်တယ်ဆိုတော့အခုတော့အမေရိကန်ကလည်းပဲဘယ်တိုင်းသာတိလုံမလဲအဲ့ဟာကိုသူတို့ပြည်သူတွေနင့်လာတယ်လုံမယ်တရုတ်နဲ့ပုံပြီးလုံမယ်ဆိုရဲဆုံးဖြတ်ချက်ပါစစ်ကောင်စီကိုထိခိုက်စေမဲ့ကိစ္စတော့လုံးဝမပါပါဘူးဒီထက်မှနောက်ပြီးအမေရိကန်ဘက်ကလုပ်တယ်ဆိုရဲထောက်နှမ်းရေးတွေနဲ့လုပ်ပေးမဲ့ ဒါဥပဒေပိုင်းကလုံမဲ့ကိစ္စသာဖြစ်ပါတယ်မြတ်စွာဘုရားဥပဒေပိုင်းကတခုတော့ရှိတယ်မြန်မာနိုင်ငံအနာပိုင်းတွေကဘလောက်အစင်းမြင်တဲ့ဘက်ဘက်ကိုဘက်တိပါဝင်ပတ်သက်နေသလဲအကျုံးဝင်နေသလဲအဲ့လိုဆိုတော့သူတို့တူချင်းပေါ့လေ individually through တဲ့တခါစီရတော့ရှိနိုင်တယ်ဒါပေမဲ့မြန်မာနိုင်ငံရဲ့အခြေအနေကိုတစုံတရာပြောင်းလဲလာနိုင်တဲ့အခြေအနေထိတော့ရှိလိမ့်မယ်လို့ကျွန်တော်မမြင်လို့မှာပဲတခါကြပြန့်ကြရတော့ဟုတ်ကဲ့ဆရာဦးကျော်ကျေးဇူးပါ ကျွန်တော်အလို့ဆရာလို့ပြောတော့ကျွန်တော်တော့ဘောက်သွားတိဆရာလို့ပြောတော့ဘောက်သွားတိရလဲဆိုတော့ဟိုအီရတ်ကိုဆာဒမ်ဟူစိန်ကိုဂျော့ချ်ဘုရှ်ကနေတတ်တိုက်တဲ့ခါမှာဒီကျွန်တော်တို့အမဂျိုးတစ်ခုဖြစ်ခဲ့ဘူးတယ်အဲအဲ့ဒါကိုဟူကော်လွန်ဂက်ဘီဖြစ်တဲ့မြန်မာရေးကျွမ်းကျင်တဲ့ American scholar တယောက်ကနေပြီးတော့ David Steinbeck ဖြစ်ပါလိမ့်မယ်သူကနေပြီးတော့ရေးခဲ့ဘူးတယ်အီရတ်ကိုဘုံသွားခြင်း ။ငါတို့တိုင်းပြည်ကခဏလောက်ဝင်တဲ့ဘုံကျဲသွားပါအောင်ဆိုတာမျိုးပေါ့လား။2001 2002မှာပြောခဲ့ဘူးတဲ့စကားတခုသွားတတိယလို့ပါ။ဆိုတော့မြန်မာလူမျိုးတွေကတော့မြန်မာ position ကတော့ဒီကိစ္စနဲ့ better line over estimation ပေါ့နော်။ပိုတွေးတာကြိုတွေးတာတွေကျွန်တော်တို့တွတ်တွေးရတာပေါ့နော်။ဆိုတော့ဆရာဆိုတော့အဲ့တော့ဂျာဖြန်ကိစ္စကတော့အဓိကမဟုတ်ပါဘူး။ဒီနေ့ဆွေးနွေးနေတာကတော့ဂျာဖြန်ရွေးကောက်ပွဲကိုဆွေးနွေးနေတာပါ။ဆရာဆက်ပြောပါဦး။ အဲ့ဆီမမပြောခင်မှာတခုတော့ပြောမယ်တော့ဆရာကိုတခုတော့မေးမယ်ဆရာကကာကွယ်ရေးအမြင်ရှိရလားဘာကြောင့်လဲဆိုတော့ဘ ෝජ ုံမူကြီးမရောက်လန်ကာကွယ်ရေးအမြင်ရှိတဲ့သူပဲသူမဲထည့်ခိုင်းတာဆိုတော့ကာကွယ်ရေးအမြင်ရှိတဲ့သူတွေပဲမဲထည့်ရမယ်တဲ့အမဒါနိုင်ငံကိုအုပ်ချုပ်မယ်ဆိုရက်လူကတော့ဘယ်ဆုံးအမြင်ရှိရကောက်တာပေါ့လေတိုင်းပြည်ကပဲဘူးလေဒီမှာဆိုရင်သမနာနိုင်ငံတော်ရဲ့ဒါ chief of staff ပဲနိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတောင်းယူရတာပဲဆိုတော့ကောင်းပါတယ်တကယ်တော့အဲ့လိုအမြင်ရှိတာက ်ဟုတ်ဒါပေမဲ့အမ်ထားပါတော့လေအဲ့ဒါကတော့သူတို့ရဲ့အတွက်ကတော့စစ်တကအုပ်ချုပ်နေတဲ့အတိုင်းပြည်မှာဆိုတော့ဘူလိုအပ်တာပေါ့နောက်တစ်ခုကဇယိုက်ချင်းမတူတာခုပထမဆုံးပြောမယ်ဆိုတော့မြန်မာနိုင်ငံမှာလှုပ်လာတဲ့ရေကောက်ပွဲဒီမိုကရေစီဘာညာဖြစ်လာမယ်ဆိုတော့မှသူတို့ဒီမိုကရေစီဖြစ်ဖို့တော့ထားလိုက်ပါလေ constitution ရလုတ်တဲ့ဘာညာပဲ constitutional dictatorship ဆိုလဲရှိရဲ့ ကမ္ဘာမှာအများကြီးပဲ constitution ကိုအခြေခံပြီးတော့လုပ်တဲ့ Latin America နိုင်ငံတွေမှာဆိုအများကြီးရှိတယ်။ဒီ policy စီမင်းခံအနာရှင်စတင်လို့ပြောမှာပေါ့ဗျာ။ဟုတ်။အဲ့ဒီညဗမာပြည်မှာဖြစ်လာနိုင်တဲ့ရေကောက်ပွဲပြီးတော့ဖြစ်လာနိုင်တဲ့အခြေအနေအခု level အဲ့လိုပဲ policy ပုံကိုအကြောင်းပြပြီးသူတို့လုပ်နေတာဆိုတော့အဲ့ဒီဟာတက်ဘယ်လိုမှပုံမလာနိုင်ဘူး။အဲ့ဒီမှာတခါ policy ပုံကအငင်းပွားကြရရှိသေးတယ်။ဒီ2008 2008လို့ပြောရင်နာဂစ် policy ပုံတကယ်တော့ဒီဟာက ဒီသူတွေဒုက္ခပဲရောက်နေခါအတင်းလုပြီးတော့သူတို့အတီးပြုတ်ပြီးသူတို့သူတို့လုံသွားတဲ့ဟာဖြစ်တယ်ဟုတ်ပါလူတို့အပြေအဝါထောက်ခံတယ်လို့သူတို့စီးရင်ထဲမှာသာပဲ90နဲ့ပဲ200ခိုင်နှုန်းဆိုတာရှိတယ်။တကယ်တော့အဲ့ဒီဟာလည်းပဲ reliable ဟာမဟုတ်ဘူး statistic မဟုတ်ဘူးတကယ်တော့အလုံးစီးရဲ့တိုင်ပဲအဲ့ဒီကနာ။ဆိုတော့အဲ့ဒီဟာနဲ့လှုပ်ထားတဲ့စနစ်အဲ့ဒီစနစ်နဲ့ထပ်ပြီးလှုပ်တဲ့ရွေးကောက်ပွဲမှာလည်းပဲကောင်းဆိုပြောလို့အကန့်အသတ်တွေအတိုက်ခံကို လုံးဝဖယ်ထားတဲ့သူကလေးက နောက်ပြီးတစ်ဖက်တကြီးလုံးမရွေးကောက်ပွဲဆိုတော့ဘယ်လို့မှဒါဒီမိုကရေစီဆန်တဲ့ရွေးကောက်ပွဲတော့ဖြစ်မလာနိုင်ဘူးပြည်သူလူထုကလည်းဒါကိုစိတ်ဝင်စားပြီးမဲ့သူတို့ရဲ့ခံစားနေရတဲ့ဒုက္ခတွေကအနေချင်းသက်သာရမလားဆိုတော့တော့ပဲအများဆုံးမျှော်လင့်ကြတယ်လို့ကျွန်တော်ကတော့နားလည်ပါတယ်။ဆိုတော့ဒီရွေးကောက်ခံမဲ့လူတွေကလည်းပဲသူတို့လည်းစီရဒီဟာလည်းပဲသိပ်ပြအတူမရှိတဲ့ they are simman နဲ့ရေကောက်ပွဲမဟုတ်ဘူးဆိုတော့သူတို့လည်းသိတယ်သူတို့ရဲ့နိုင်ငံရေးသမားတွေပဲသို့သော်လည်းသူတို့ကတခြားနိလမ်းမရှိဘူးသူတို့ရဲ့နိုင်ငံရေးကရီးယားအတွက်သူတို့လည်းဒါပဲလုပ်စရာရှိရဲဆိုတဲ့သဘောပြောနေသူကမြင်ကြတော့တူပါတယ်တချို့လေးလေးပဲသူတို့ခွင့်ရေးပါ냐ဖြစ်ကောင်းဖြစ်မှာပေါ့ဗျာလူတိုင်းကတော့ပြောလို့မရပါဘူးအဲ့ဒါကစစ်တပ်အတွက်ကတော့သူရဲ့ထွက်ပေါက်ပါဒီဟာပြည်သူကိုထွက်နိုင်စီချင်တာထက်သူတို့ထွက်ပေါက် သူတို့မှဒီဟာမှမလုပ်ရင်သူတို့ဆက်လက်ရက်တည်ရေးရသိပြီးတော့အခက်အခဲတွေ့မယ်ထွက်ပေါက်ပိတ်ပြီးပေါ့သူတို့အဲ့ဒီဘောမျိုးဖြစ်မှတင်တယ်ဒီလိုဆရာထွက်ပေါက်လားထောင်ကျောက်လားဆိုပြီးတော့လဲဆိုရှယ်မီဒီယာမှာရေးကြတယ်စောင်းပါးတွေရေးကြတယ်ဆိုတော့2008ဖွဲ့စည်းပုံပြီးတော့ချမ်းဖို့ပါတီချက်ခိုင်ဖို့မျိုးပါတီရဲ့ဒါနောက်ဆုံးအနာပြန်ရမယ်လမ်းစဉ်လို့လဲအားလုံးကတွက်ကြတာပေါ့ဒါကြောင့်လဲအောက်ကန်ရလက်ကထွက်ပြီးသားဖြစ်တယ်လို့ပြောကြပါတယ်အဲ့တော့ ကျွန်တော်တို့စာဖတ်သူကြီးအကြောင်းအနေနဲ့ပြောကြအောင်ဆရာစာဖတ်သူကြီးအကြောင်းဆိုလဲဥကျောင်းသားအများကြီးသိပါတယ်ဆိုတော့ तू ကဟိုမြန်မာစစ်တပ်ရဲ့ standard အရာပြောမကြမယ်ဆိုရင်တော့ तू ကမဟာဗျူဟာမှာကြားွက်ရွှေ့တဲ့နေရာမှာအတော်ဆုံးလို့မြန်မာစစ်တပ်ထဲမှာအမှတ်ရတဲ့ကြောင်ဖြစ်ပါတယ် USDA နဲ့ USDB ဆိုတော့သူရွှေ့ခဲ့တယ်2008ဖွဲ့စည်းပုံဆိုတော့သူဖွဲ့စည်းခဲ့တယ်ဆွဲခဲ့တယ် ဲ့ကာလတွေမှာ NLD ပါတီကိုသူထိန်းချုပ်ခဲ့တာတွေထိန်းခဲ့တာတွေထွန်ဆန်းစုကြည်နဲ့နိုင်ငံတကာကိုသူကင်တွယ်ခဲ့တဲ့ပုံစံတွေကအတော်မဟာဗျူဟာမြောက်တယ်လို့မြန်မာနိုင်ငံရေးအတိုင်းအဝန်းမှာရော DSA ဒေါ်စင်ရေးစင်အတိုင်းအဝန်းမှာရောအတော်ချီကျူးထောက်ပြနာပြုခဲ့ကြတာတွေ့ရပါတယ်။ဒါပေမဲ့2020မှာလည်းသူဖဲသူ2020မှာလည်းသူချိုးတဲ့ဖဲတိုင်းသူနိုင်ခဲ့တယ်ပေါ့နော်။ကြက်ကင်ဖုံမျိုးပဲနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒရိုက်တာကြီးက ဒါရိုက်တာကြီးက तू ပြောတဲ့ script တွေအကုန်လုံး तू ဇက်ညွန့်နေပေါ့ဆရာ။ဇက်ညွန့်နေကုန်ဖြစ်ခဲ့တာလေကျွန်တော်တို့တွေ့ရတယ်။သကောင်းရန်အာနာသိန်းတို့ကိစ္စတို့ဥသိန်းစိန်ကို तू တင်ခဲ့တယ်။နိုင်ငံတကာဥသိန်းစိန်ဝိုင်းဝန်းချုံမွန်ခဲ့ကြတယ်။2010တော့တကယ်တော့ Rick election sham election ဆိုပြီးတော့နိုင်ငံတကာကပြောခဲ့တာ။ American ကပြောခဲ့တာ။အဲ့ဒီ American ကပဲမြန်မာပြည်ကို Obama ကိုလည်းနှောက်တိတိသွားပြီးတော့လျှောက်ခဲ့တာ။ တွားပြီးတော့လေပတ်ခဲ့တာကိုကျွန်တော်တွေးကြတာ legitimacy အပြည့်ပေးခဲ့တာကိုကျွန်တော်တွေးကြရပါတယ်ဒါပေမဲ့ခုနပြောတဲ့ script ဇန်ညွန်းပြောင်းတဲ့အခါမှာ2015မှာဒေါ်ဆန်းစုကြည်တို့ NLD party တောင်ပြိုကမ်းပြိုနိုင်တယ်2010မှာလေ NLD ဘာတွေပဲမားခင်မှာကလူတို့ကခောက်ထက်ပြီးတော့ပဲ NLD ပါတီကိုတောင်းပြုခမ်းမျိုးထက်ပြီးတော့မဲပေးတာကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့စစ်တပ်ကလုပ်တဲ့ရွက်ကောက်ပဲ ဘသူပဲလုပ်တဲ့ရွေးကောက်ပွဲဖြစ်ဖြစ်ဒါ gamble တစ်ခုပဲလူသူရဲ့ participation ပါဝင်မှု အရန်အရေးကြီးတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဆရာဆရာဦးကျော်သန္တာ2025 2026ရဲ့ the post election scenario ကိုဘလို့မြင်တယ်လဲလူသူပါဝင်မှုဆိုတာမှာရွေးကောက်ပွဲကျင်းပနိုင်တဲ့နေမြေဘလောက်ရှိတယ်လဲ အဲ့ဒါလည်းပဲသိပြီးတော့စဉ်းစားကြရဖြစ်ပါတယ်ဟုတ်ကဲ့ချို့မတင်းကြတဲ့ဒေသတွေမှာရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေအများကြီးရမလားအတိကကျွန်တော်ရဲ့မိဆွေကြီးဒေါက်တာတီမောင်သန်းတက်ပြရမလားဘလောက်ဘလောက်ပတ်စင်တာဖြစ်တယ်ဆိုတာတော်တော်ကိုသူကတော့စဉ်းစားရတဲ့တကွာအတိကလောက်တက်လို့ဆိုသူစဉ်းစားပို့ပြီးတော့စတီစိတ်ရှိပါလိမ့်မယ်ဆိုတော့အဲ့ဒါကိုနားထောင်ကြည့်ကြရတာသိပြီးတော့လူလူပိုင်မှုအင်မတန်နဲတဲ့ရွေးကောက်ပွဲဆိုတာသိကြပါတယ်ကောင်းသော ဒါပေမဲ့လူတို့ကအတိကဖြစ်နေဆင်းရဲဒုက္ခပေါ့လေဒီဒုက္ခတွေကလည်းဆက်စားရလိမ့်မလားဘာပဲပြောပြောဒီရွေးကောက်ပွဲကတရားမျှတပါရဲဘာညာလွတ်ကျင်တဲ့အတွက်ကြောင့်ဒီကိစ္စမှာဆက်စားခွင့်တွေလောလောဆယ်မှာသူကမချစ်တော့လဲအောင်ကနမ်းပြီးပေါ်နေတာပေးကောင်းပေးရလိမ့်မလားနော်ဘုံကျဲတာတွေကြေးလက်ဒေသတွေမှာပြည်သူတွေဒုက္ခခံရတာတွေလူခွေချုပ်ပေါက်ခံရမှုတွေဆက်စားလိမ့်မလားဆိုပြီးတော့လူရအဲ့ဒါပဲ နည်းနည်းမျောလင်းကြရလို့တူပါတယ်အဲ့ဒီဟာပဲသူတို့မျောလင်းချက်ထားထားပါလိမ့်မယ်ဒါပြေသွားတယ်ဒီမိုကရေစီတို့လွတ်လပ်မှုတို့တော့သူလည်းပဲဘယ်လိုမှမျောလင်းမှာမဟုတ်ပါဘူးမျောလင်းလို့ရနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ခုနပြောတဲ့ဒုက္ခကတော့နေသက်သက်အောင်သက်သက်နိုင်ကြပေါ့ဗျာဒါပေမဲ့ဖြတ်မေးချင်တာဒါဆိုရင်မြန်မာပြည်တွင်မဟုတ်ပဲနိုင်ငံတကာမှာရောအင်းကြီးနိုင်ငံတွေမှာရောအမေရိကန်မှာရောပြည်သူပေါ်မှာစေရနာရှိတဲ့တာဝန်ယူမှုရှိတဲ့ အစိုးရအစိုးရဆိုတာတော့ပြည်သူ service ပေးရတာဖြစ်ပါတယ် service ပေးရတဲ့ company တခုပေါ့ဆိုတော့အဲ့ဒီဟာမျိုး government အစိုးရတခုပေါ်လာနိုင်မယ်လို့ရောဥကျန်တာတင်လာပြစ်မထင်ပါဘူးဒီမနက်ကမှပြည်သူအပြေးဝ service ပေးနိုင်တဲ့ ဆူရခက်ရှာရှာမြားကြီးရှာချက်ပေါ်ပါဖြစ်ပါတယ်နောက်ပြီးတော့ဒါပေမဲ့ဆူရကအမေရိကန်ကိုကျွန်တော်တခုပြောချင်တယ်ဒီညမှာအမေရိကန်မြန်မာနိုင်ငံကဒီမှာလာနေတဲ့ TPS နဲ့အကောက်ပဲပြထားတော့သူယူသိမ်းလိုက်တယ်ပြန်ပြီးတော့အဲ့ယူသိမ်းတဲ့အခါမှာသူတို့ကြီးညာကြထမဘာပါလဲဆိုရွေးကောက်ပွဲကိုအပိဓာရွေးကောက်ပွဲဟာတခါလေကောက်မွန်တဲ့အုပ်ချုပ်ရေးစနစ်ဖြစ်လာနိုင်တယ်ဆိုပြီးတော့အမေရိကန်တွေက အဲ့ဟာပါထက်ပြီးရထားစိတ်ကြီးကြီးကောင်းတယ်ရေကောက်ပွဲရလဟာအလားလားစိတ်ကောင်းတယ်ဆိုပြီးတော့သူကပြောထားတယ်ဆိုတော့ပူပူပြီးခက်နေတာသူတို့ပြည်သူတွေကြတော့မြန်မာနိုင်ငံအစိုးရလိုလိုကောင်းမွန်လာလိမ့်မယ်ရေကောက်ပွဲတည်းကဆက်ဆက်နေပြီးအခြေအနေတော့အခုတော့အခြေအနေကောင်းနေပြီးပြန်ကြတော့ဆိုပြီးတော့ပြောတယ်ဒါမဲ့အမေရိကန်ပြည်သူတွေကြတော့မြန်မာကိုခီးသွားတော့ကင်းပိတ်ထားတယ်မသွားရနဲ့လုံလုံရင်းမရှိဘူးဆိုတော့ဒီလူက devastated ပါအဲ့ဒါမြန်မာပြည်သူမျိုးသွားရခံကြ ငါတို့ပြည်သူတွေမင်းတို့မသွားတဲ့ဟိုမှာကျွန်တော်လူပင်ချိုးဖောက်နေတယ်။အင်းတကယ်ပါပဲနော်။ဒါအမေရိကန်ရဲ့လူရည်တွေလည်းပါပါတယ်။ဘရိုဘီဂျီဘီရီမန်တွေ့ခဲ့တဲ့ရောင်ရောင်ကတကယ်မှပဲပညာသားပါပါသုံးသက်ပြသွားတာလေးတွေကိုနည်းပြန်လည်းမြောက်ဝင်ပြီးလည်းဖြစ်ပါတယ်။ပေါ်လာမျိုးတွေအားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်သတင်းတွေတော့မျိုးတွေကျွန်တော်ရဲ့ကိုကြည့်ပေါ်လွှင့်ချန်နယ်လေးကို Like and Subscribe လုပ်လိုက်စကားပြီးဘေးကခွန်နေတာချင်းမျက်လက်များပြီးတွင်သတင်းအားလုံးကြည့်ရှုနားဆင်ရရဖြစ်ပါတယ်။